皆さん、こんにちは。ちゃんです。アロ、えー、最近はですね、日本へ行きたいんですけど、どこから何をすればわからないという、えー、だから教えてくださいというコメントをたくさんもらいました。 အဲ့ဒါကြောင့်မလို့ကျွန်တော်ကဒီဗီဒီယိုထဲမှာတကယ်ဂျပန်ကိုစပြီးတော့အခုမှစပြီးတော့ဂျပန်စာလေ့လာမယ်အခုမှစပြီးတော့ဂျပန်သွားဖို့စဉ်းစားနေတယ်ဆိုတဲ့သူတွေအတွက်ကိုလုံးဝလုံးဝ basic ဘာနဲ့ချလို့သင်တယ်လဲဆိုတဲ့ဟာကိုဒီဗီဒီယိုထဲမှာစပြီးတော့ပြပြပေးသွားပါမယ်အဲ့တော့ဂျပန်သွားဖို့စဉ်းစားရဆိုရင်နံပါတ်1ပါလို့ရအောင်လေဒါလုံးဝအလုံးသိထားပြီးသားဖြစ်ကောင်းဖြစ်လိမ့်ပါလိမ့်မယ်ဂျပန်စာစတင်ဖို့လိုပါတယ်အဲ့တော့ဂျပန်စာစမတင်ရတဲ့ဘယ်နဲ့ဂျပန်တော့သွားကျင်တယ်ဘယ်ကစလို့ရအောင်လဲဆိုရင်ကျွန်တော်လည်းဘာပြောရမလဲမသိဘူးပေါ့နော်ဘာလို့လဲဆိုတော့ဂျပန်နိုင်ငံကအလုံးသိတဲ့အတိုင်းတော်တော်များများ ကအင်္ဂလိပ်စကားမပေါက်ဘူးကိုကဂျပန်စာတက်ထောင်းမှတလင်းဂျပန်ကိုရောက်တဲ့ခါကျရင်အဆင်ပြေမှာပေါ့နော်အဲ့တော့ကျောင်းနဲ့သွားရဆိုရင်တော့မှအနည်းဆုံး N4 level လောက်မြန်မာနိုင်ငံမှာအောင်ပြီးသွားတဲ့ level လောက်အထိလုပ်ပြီးသွားတော့မှဂျပန်ကိုသွားရဆိုရင်ဂျပန်မှာနေတာထိုင်တာရောအလုပ်ကန်ရှာတာတွေရောအချိန်ပိုင်းလုပ်တော့ကောအားလုံးအဆင်ပြေပါလိမ့်မယ်ဆိုတော့ဂျပန်သွားဖို့စဉ်းစားတယ်ဘာလို့ရမလဲမသိသေးဘူးဆိုရင်တော့နံပါတ်1စပြီးတော့လောက်ရမှာကဂျပန်စာစပြီးတော့လေ့လာဖို့ဖြစ်ပါတယ် Now နံပါတ်2ကကြတော့ information စုစည်းဖို့အတွက်ပေါ့နော်ဆိုတော့လာပြီးတော့မေးတဲ့သူတွေက information စုဖို့အတွက်ကျွန်တော်ကိုလာပြီးတော့မေးတယ်လို့ထင်တယ်။ Okay that's right အဲ့ဒါကမှန်ပါတယ်။အဲ့တော့အာဒီဂျပန်လာဖို့အတွက် ဘယ်လိုလီးလန်းနေရှိတယ်လဲဘယ်လိုလမ်းကြောင်းနေရှိတယ်လဲဘယ်လိုမျိုးအာကုန်ကျစရိတ်ဘယ်လောက်ရှိတယ်လဲကိုဘကဘာတွေပြင်ဆင်ထားဖို့လိုတယ်လဲဆိုရဲ information တွေကိုအများကြီးအများကြီးစုထားဖို့လိုရဲပေါ့နော်အဲ့တော့ဂျပန်လာမယ်ဆိုရင်အလုံးနဲ့လာလို့ရလားကျောင်းနဲ့လာလို့ရလားအလုံးနဲ့ဆိုရင်ဘယ်လိုဗီဇာတွေနဲ့ဘယ်လိုလမ်းကြောင်းနေနဲ့ရှိတယ်လဲကျောင်းနဲ့ဆိုရင်တော့ဘယ်လိုဘယ်လိုလမ်းကြောင်းနေနဲ့လာလို့ရတယ်လဲကုန်ကျစရိတ်ဘယ်လောက်ရှိတယ်လဲစသဖြင့်အဲ့ဒါတွေကိုကျွန်တော်ဗီဒီယိုတွေအများကြီးလုပ်ခဲ့ပြီးသွားပြီအဲ့ဒါတွေအကုန်လုံး page မှာတင်ထားတဲ့အတွက်ကြောင့်မလို့ဒီချိန်လောက်ကတော့အာကျွန်တော်ကိုမမေးခင်မှာ page လေးကို scroll လုပ်ပြီးတော့မှကြည့်ကြည့်စေချင်ပါတယ်ကိုအတွက်တကယ်ကို တကယ် useful ဖြစ်မဲ့ information တွေရလိမ့်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့နံပါတ်1ချက်က information စုဆောင်အောင်မှာဖြစ်ပါတယ် နံပါတ်3ချက်ကကြတော့ဟုတ်ပြီကိုကဒီ information တွေစုပြီးသွားပြီဆိုတဲ့အခါကျရင်လမ်းကြောင်းကိုပြန်ပြီးတော့มาရွေးရမယ်ပေါ့เนาะကိုကဘာလမ်းကြောင်းနဲ့တောင်းပါလဲအလုံးနဲ့တောင်းပါလားကြောင်းနဲ့တောင်းပါလားဟုတ်ပြီအဲ့ဒါဆိုရင်အလုံးနဲ့တောင်းမယ်ဆိုရင်လည်းကိုကအရေးချင်းဘာတွေဘာတွေရှိထားဖို့လိုတယ်လဲဘာစာမေးပွဲတွေဖြေထားဖို့လိုတယ်လဲကြောင်းနဲ့တောင်းမယ်ဆိုရင်လည်းအနည်းဆုံးအရေးချင်းဒီဂျပန်စာအရေးချင်းဘယ်လောက်ရှိထားဖို့လိုတယ်လဲဘာစာရေးစာရန်နေလိုတယ်လဲနောက်ထပ် တခြားဘာချက်လက်တွေလိုတယ်လဲစသဖြင့်အချက်လက်တွေစုစည်းပြီးတော့တဲ့နောက်မှာတော့လမ်းကြောင်းရွေးချယ်ဖို့လိုအပ်ပါတယ်ဆိုတော့အခုလေးရှိကတော့မြန်မာနိုင်ငံထဲမှာအခြေအနေတွေလည်းရှိရတဲ့အတွက်ကြောင့်မလို့ဒီအခြေအနေကြီးတဲ့ ထဲမှာကိုနဲ့အတင်းတော်ဆုံးဖြစ်ပြီးတော့မှအမြန်ဆုံးသွားရမယ့်လမ်းကြောင်းကဘယ်ဟာဖြစ်မလဲဆိုတာကိုတိတိကျကျရွေးချယ်စေချင်ပါတယ်ပေါ့နော်နောက်ဆုံးချက်ကတော့ဂျပန်စာအကြောင်းနဲ့သွားကျင်နေဆိုတဲ့သူတွေအတွက်ကအာ language school ရွေးတာတကယ်လို့ college နဲ့သွားကျင်နေဆိုရင်လည်း college ရွေးတာ university ကသွားကျင်နေဆိုရင် university ရွေးတာပေါ့နော်ဆိုတော့ကိုသွားကျင်နေအကြောင်းအကြောင်းတိတိကျကျတိဖို့လိုတယ်ဘယ်လိုအကြောင်းနေရှိသလဲအဲ့ဒီအကြောင်းတွေကဘာတွေသင်ပေးသလဲဘယ်မျိုးမှရှိသလဲကိုကဘယ်မျိုးမှနေတင်းသလဲပေါ့နော်စသဖြင့်အဲ့ဒီအချက်အလက်တွေပေါ်မှာမူတည်ပြီးတော့မှကျောင်းရွေးဖို့အရန်အရေးကြီးပါတယ်ဆိုတော့နောက်တစ်ချက်ကကျ တော့ဟုတ်ပြီကြောင်းလင်းရွေးပြီးသွားပြီဒါမှမဟုတ်လေအလုပ်လုပ်ဖို့အတွက်ရွေးပြီးသွားပြီဆိုရင်လိုအပ်တဲ့စာရွက်စာတမ်းတွေကိုတည်တည်ကြကြပြင်ဆင်ထားဖို့လိုတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကအာဘယ်နေရာပဲဖြစ်ပေါ့နော်စာရွက်စာတမ်းပိုင်းကအားနည်းလေးရှိကြတယ်။ဂျပန်မှာကြောင်းတက်တော့မယ်ဆိုရင်ဒါမှမဟုတ်အလုပ်လုပ်တော့မယ်ဆိုရင်လောက်ဝကောက်ကိုဗီဇာလျှောက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီမှာမပုံတင်တို့အိမ်ထောင်စုဇေယျတို့စသဖြင့်ကြောင်းတက်မယ်ဆိုရင်လည်းဘန်စာအုပ်တို့စသဖြင့်ပေါ့နော်။အာပြီးတော့ကိုယ့်ရဲ့ဆယ်ရန် element MSC ရဲ့စသဖြင့်လိုအပ်လေးရှိတယ်။ပြီးတော့နောက်တစ်ခုမြန်မာနိုင်ငံမှာပြဿနာအများဆုံးဖြစ်တာကနာမည်မတူတဲ့ကိစ္စတွေပေါ့နော်။နာမည်ကဒီနေရာမှာ တော့ဒီလိုဖြစ်တယ်ဒီနေရာမှာတော့ဒီလိုဖြစ်တယ်အဖေနာမည်ကဒီလိုအမေနာမည်ကဒီလိုဒါနဲ့ဒါနဲ့မတူဘူးစသဖြင့်အများကြီးအများကြီးရှိတတ်တယ်ဆိုတော့ကိုကဂျူရန်တောင်းဖို့စဉ်းစားထားရဲဆိုရင်အဲ့ဒီ အချက်တွေကအစားအသေးစိတ်ကိုမှအဆင်ပြေပြီလားတကယ်လို့မပြေဘူးဆိုရင်ကိုကဘယ်ရုံးကိုသွားပြီးတော့ဘယ်လိုပုံစံမျိုးနဲ့ပြင်ဆင်ရမလဲဆိုတဲ့အချက်ကိုကြိုပြီးတော့မှသိရှိထားပြီးတော့ကြိုပြီးတော့ပြင်ဆင်ထားဖို့လိုပါတယ်အနည်းကမှလုပ်မယ်ဆိုရင်အဆင်မပြေတာတွေအမမီလိုက်တာတွေအများကြီးရှိနိုင်တယ်ပေါ့နော်ဆိုတော့နောက်ဆုံးတစ်ချက်ကတော့ဟုတ်ပြီဒါတွေအားလုံးလုပ်ပြီးသွားလို့ကိုလိုချင်တဲ့လမ်းကြောင်းရွေးချယ်ပြီးသွားပြီးကြောင်းလျှောက်တယ်အလုံးလျှောက်တယ်ရသွားပြီဆိုတဲ့အခါကျရင်တော့ဘာလို့မှမလဲဆိုတော့ဂျပန်လာဖို့အတွက်အထုတ်ပြင်ရမှာဖြစ်ပါတယ်အဲ့တော့အထုတ်ပြင်ဖို့အတွက်ကိုလည်းပဲဘာတွေထည့်တင်တယ်လဲဘာတွေထည့်လို့မရဘူးလဲဂျပန်လာတဲ့အခါကျ ြရင်ဗါရီဆင်ကျင်တင်တယ်လဲအဝေးမှာဘယ်လိုလုပ်ရမလဲဂျပန်လာဖို့အတွက်လင်းဘယ်လိုစီးရမလဲစသဖြင့်ကျွန်တော်ရိုက်ထားပေးတဲ့ဗီဒီယိုတွေအများကြီးရှိရပေါ့နော်ဆိုတော့အဲ့ဒါလေးကိုလည်းအဲ့ဒါနဲ့ပတ်သက်လို့လည်းဗီဒီယိုသွားပြီးတော့ကြည့်လိုက်တဲ့ဆိုရင်တော့ပို့ပြီးတော့ကိုယ်အတွက်အမ်အသုံးဝင်မယ်လို့ထင်ပါတယ်ပို့ပြီးတော့ပြည့်ပြည့်စုံစုံသိရမယ်လို့လည်းထင်ပါတယ်ဆိုတော့အာတကယ်လို့အခုချိန်အထိကျွန်တော်ဒီဗီဒီယိုပြောပြရတဲ့အထိကိုကတိတိကျကျနားမလည်သေးဘူးဆိုရင်တော့တခြားပါကျွန်တော်ရဲ့ page ကိုသွားပြီးတော့မှဒါမှမဟုတ်လည်း TikTok ကိုသွားပြီးတော့မှတစ်ချိန်အာဗီဒီယိုလေးတွေကိုစိတ်ရှိရှိလေးနဲ့ကြည့်ကြည့်ပါကိုအတွက် useful ဖြစ်မဲ့ information လေးတွေစုစည်းထား ားပါပြီးတော့မှပြင်ဆင်ဖို့အတွက်ဒီဗီဒီယိုတွေကနေအချက်ပေးကြပါတယ်အဲ့တော့အားလုံးပဲကိုလိုရာပန်းတိုင်းအရောက်လန်နိုင်ကြပါစေရှင်ဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်